တနင်္ဂနွေသားသမီးများအတွက်2025ခုနှစ်မတ်လ10ရက်နေ့မှ16ရက်နေ့အထိ တပတ်စာဟောစတန်ဒီရက်တွေအတွင်းမှာ အောင်မြင်မှုတွေတန်းစီနေပြီးငွေကြေးကံအထူးကောင်းနေသည် ငွေစုလိုက်ပြုံလိုက်ထီပေါက်သလိုအမွေရသလိုမျိုးဝင်တက်သည်သူများပြဿနာကိုပြဿနာဖြစ်တတ်သည် သူများပြဿနာထဲမှာကြားညက်ပြီးခေါင်းခံဖြည့်ရှင်းရတတ်သည်ရဝေးမှာရှိသောဆွေမျိုးများစီမှ အကူအညီအထောက်ပံ့ရမည်လက်ရှိအလုံးမှ အလုံးအစ်စ်ကိုပြောင်းရွှေ့ရတတ်သည်အလုံးမှအထက်လူကြီးနှင့် အစင်မပြေဖြစ်တတ်သည် အထင်မြင်လွဲတာကိုပါလို့လို့ကိုယ့်အပေါ်အကောင်းမြင်မခံရတာမျိုးတွေဖြစ်တတ်သည် ိုးဝိတ်နေရအဆောက်အဦးအတွက်စိတ်ရှုပ်ရတတ်သည်ဝေခွဲရခက်ဆုံးဖြတ်ရခက်ဖြစ်နေတတ်သည်စက်တူလုပ်ငန်းရှယ်ယာလုပ်ငန်းတွေလုပ်ကင်ရတတ်သည်အကျိုးပေးသောအရာလိမ္မော်ရောင်အစိမ်းရောင်အကျိုးပေးသောကနန်းကိုးရှစ်အချစ်ရေးစိတ်ချမ်းသာစရာတည်င်းကောင်းများကြားရမည်အိမ်ထောင်ရေးခင်မုန်းဇနီးဖြစ်သူအတွက်စိတ်ချမ်းသာစရာကြုံရတတ်သည်ကျမ်းမာရေးဦးကောင်းပိုင်းဒုက္ခပေးတတ်သည်ရရာကိမ့်မုံမိမိအိမ်ဖျားမှာကတ်လူပါ တနင်္လာသားသမီးများအတွက်2025ခုနှစ်မတ်လ10ရက်နေ့မှ16ရက်နေ့အထိတပတ်စာဟော့စတန်ဒီရက်တွေအတွင်းမှာထူးထူးခြားခြားတိုးတက်ပြောင်းလဲမှုတွေကြုံလာပြီးတည်ကြားမှာသလိုဝိစာမှလိုက်သလိုအံ့ဩစရာကောင်းလောက်အောင် တိုးတက်မှုတွေဖြစ်လာပြီးတည်င်းကောင်းဧည့်သည်ကောင်းတွေရောက်လာတတ်သည် ခရီးနဲ့ပတ်သက်သောကိစ္စရဝေးနဲ့ဆက်နွယ်သောအလုပ်တွေမှာပိုပြီးအောင်မြင်မှုရတတ်သည့်နေရာထိုင်ခင်းကိစ္စအဆောက်အုံကိစ္စတွေကတော့အခက်အခဲအထစ်အငေါ်ဖြစ်ပြီးအဆင်ပြေမီဘာသာရေးကိစ္စသင်တန်းကိစ္စတွေမှာအထူးအောင်မြင်မီဆက်ပစ္စည်းလျှက်စစ်ပစ္စည်းအတစ်တွေဝင်လာတတ်သည့်အလုံမကောင်းခြင်းအလုံမှာရံပေါ်ခြင်းအထက်လူကြီးများနှင့်အဆင်မပြေခြင်းများဖြစ်တတ်သည့်ငွေရေးကြေးရေးမှာတော့တငယ်ချင်းမိတ်ဆွေများစီမှအကူအညီထောက်ပံ့ကောင်းများရရှိတတ်သည် အကျိုးပေးသောအရာရွှေဝါရောင် နီမျိုးရောင်အကျိုးပေးသောကနန်းသုံးကားအချစ်ရည်ဝန်းတာစရာစိတ်ချမ်းမြေ့စရာများနှင့်ကြုံနေမီအိမ်တော်ရေးအတို့အထောင်၆တွန်းသူများကြောင့်စိတ်ဝမ်းကွဲတက်သည်ကျမ်းမာရေးကိုလျားရံနေတက်သည်ရရာဆမှုစာမိမိအိမ်ဖျားမှာကတ်လူပါအင်္ဂါသားသမီးများအတွက်2025ခုနှစ်မတ်လ10ရက်နေ့မှ16ရက်နေ့အထိတပတ်စာဟောစတန်း ဒီရက်တွေအတွင်းမှာလုပ်ငန်းအသစ်စီးပွားအသစ်စက်တူရှယ်ယာလုပ်ငန်းတွေလုပ်နေအထူးကောင်းမြီအရေးကြီးသောစာရွက်စာရန်စာချုပ်တွေမှာကောင်းသောလက်မှတ်ရေးထိုးရခြင်းများပြုလုပ်ရတတ်သည်ဖျားတရားဘာသာရေးဘက်မှာအားနည်းနေတတ်သည်အောင်မြင်မီလူမျိုးကြားဘာသာကြားတွေစီမှအကူအညီအထောက်ပံ့ရမီငွေထွက်များခြင်းအကျွေးတင်ခြင်းများဖြစ်တတ်သည်ငွေကြေးနှင့်ပတ်သက်ပြီး အချင်းငါကိစ္စမျိုးတွေမှာအထူးသတိထားပါကြားညက်ဖြေရှင်းရတတ်သည့်အလုတ်ကောင်းခြင်းအလုံးနဲ့ပတ်သက်လို့လက်လာပေးရရှိခြင်းများကြုံတွေ့ရတတ်သည်ညီကိစ္စအမွေကိစ္စတွေနဲ့ပတ်သက်ပြီးဘာသာပြပြီးမှအကျိုးပေးသောအရာအနီရောင်ညီညိုရောင်အကျိုးပေးသောကနန်းတသုံးအချစ်ရေးစိတ်ရှုပ်စရာများနှင့်ကြုံတွေ့နေမီအိမ်ဆောင်ရေးအိမ်ဆောင်ဘက်ဇနီးများအအတွက်ဝမ်းသာစရာတည်င်းကြားရမီကျမ်းမာရေးဝမ်းပိုက်ခြေထောက်ဒုက္ခပေးတတ်သည် ရပြအုံးမို့ခောက်ဆွဲမိမိအိမ်ဖျားမှာကတ်လူပါ။ဗုဒ္ဓဟူသားသမီးများအတွက်2025ခုနှစ်မတ်လ30ရက်နေ့မှ16ရက်နေ့အထိတပတ်စာဟောစတန်။အိုးအိမ်ချမ်းမြေဝင်ကင်းရှိသည့်ဘာသာရေးနှင့်ပတ်သက်ပြီးအလှူဒန်းပြုလုပ်ရတတ်သည့်ပရိဘောဂပစ္စည်းဆက်ပစ္စည်းတွေအသစ်ဝင်ပြီးအရေးကြီးသောစာရွက်စာတမ်းစာချုပ်တွေမှာလက်မှတ်ထိုးရသော ကိစ္စတွေကို အထူးတတိထားပါပြဿနာဖြစ်တတ်သည့်ကြားညက်ဖြေရှင်းရတတ်သည့် လက်လွန်ထားသောငွေကြေးများအခက်ခဲအထက်အငော့များကြားမှပြန်ဝင်လာမီလက်ရှိရှိသောအလုပ်ထဲမှာတာဝန်နှမျိုးအလုပ်နှစ်မျိုး လုပ်ရတတ်သည့်ရဝေးမှရှိသော ဆွေမျိုးများစီမှအကူအညီအထောက်ပံ့ရတတ်သည့်မိလျက်စစ်တခိုးအထူးတတိထားပါအိမ်မှာဆက်ပြက်ဖနှက်ပြက်ထီးပြက်များရှိရင်စွန့်ပစ်လိုက်ပါအဲ့ဓာရရှိနေရင်အိမ်မှာလက်တိတ်နေတတ်သည့်လုပ်ငန်းအတစ်စီးပွားအတစ်အခွင့်အလမ်းအတစ်တွေပေါ်ပေါက်လာတတ်သည့်အကျိုးပေးသောအကြောင်း အနက်ရောင်ခရမ်းရောင်အချိုးပေးသောကနန်းငါးလေးအချစ်ရည်စိတ်ရှုပ်เสียစိတ်ညစ်เสียများနှင့်ကြုံနေမီအိမ်အောင်ရေးကြီးကဲသူများကြောင့်အစင်မပြေကြီးစွာဖြစ်တတ်သည်ကျမ်းမာရေးခါဒုက္ခပေးတတ်သည်ယဒါပေါမုံထောဘတ်တို့မိမိအိမ်ဖျားမှာကတ်လူပါသာသမရေသာသမီများအတွက်2025ခုနှစ်မတ်လ10ရက်နေ့မှ16ရက်နေ့အထိတပတ်စာဟော့စတန် ငွေကြေးကန်အလွန်ကောင်းသောအချိန်ခါဖြစ်သည်ထီပေါက်သလိုငွေရသလိုမျိုးငွေကြေးအစုအလိုက်ပြုံလိုက်ဝင်လာတတ်သည်အလှမင်္ဂလာပေါ်လာတတ်သည်အိမ်ချမ်းမြေကားကွန်ပျူတာကြောက်ကင်မရာဝင်ကင်းရှိသည်အလုပ်ထဲမှာစိတ်မဝင်စားဘဲဖြစ်နေတတ်သည်အလုပ်ထွက်ချင်တာအလုပ်ပြောင်းချင်တာအလုပ်မှာအဆင်မပြေတာမျိုးတွေဖြစ်နေတတ်သည်အိမ်တွင်းရေးမိသားစုအရေးမှလည်းတအိမ်လုံးနဲ့တယောက်ဖြစ်နေတတ်သည်အိမ်မှာမနေချင်တာ အိမ်ကထွက်သွားကျင်တာမိသားစုနဲ့အဆင်မပြေမှုတွေဇက်တိုက်ကြုံနေရမည်ဘာသာရေးများများလုပ်ပေးပါအလုံးမပြောင်းရွှေ့ပါနဲ့ပိုဆိုးသွားလိမ့်မည်လက်ရှိမှလက်မဲ့ဖြစ်သွားတတ်သည်အကျိုးပေးသောအယောင်အဖြူရောင်အနက်ရောင်အကျိုးပေးသောကနန်းနေရအချစ်ရေးချစ်သူစီမှဝမ်းမြောက်စရာစိတ်ချမ်းသာစရာတည်ငောင်းကြားရမည်အိမ်ထောင်ရေးနှစ်ဖက်မိသားစုကြောင့်စိတ်ရှုပ်နေရမည်ကျမ်းမာရေးအာယုံကြောအကျော်ဒုက္ခပေးတတ်သည် ရရနန်းကြီးတို့နှင့်ပွဲမိမိအိမ်ဖျားမှာကတ်လူပါတောင်းကြသားသမီးများအတွက်2025ခုနှစ်မတ်လ30ရက်နေ့မှ16ရက်နေ့အထိတပတ်စာဟော့စတန်ဒီရက်တွေအတွင်းမှာလူအားငွေအားအကြဉျံအားတွေအစွမ်းကုန်တုံးချပြီးတော့စူးစမ်းပေတော့လို့အပတရတိုက်တွန်းလိုက်ခြင်းပါတယ်အဆဆအရာရာအစဉ်ပြေအောင်မြင်နေမီဝိစာမလိုက်တလိုမျိုးကန်တရားရဲ့မျက်နှာသာပေးမှုတွေကိုရရှိတတ်သည့် ိုးပိုင်အိမ်ပိုင်ရတတ်သည်လုံအားကိုအကြောင်းပြုပြီးငွေကြေးအစုလိုက်ပြုံလိုက်ဝင်လာတတ်သည်မိသားစုဆွေမျိုးသားချင်းထဲမှာဆိတ်ဆက်ကြောင်းလန်းခြင်းကိစ္စမင်္ဂလာကိစ္စများကြားရတတ်သည်လက်ရှိအလုံးမှအလုံးအစ်စ်ကိုပြောင်းရွှေ့ရတတ်သည်အလုံးနှစ်ခုတာဝန်နှစ်ခုလောက်ကန်ရတတ်သည်အလုံးမှအပြိုင်အဆိုင်အနှောင့်ယှက်ပေါ်လာတတ်သည်အဆောက်အဦနေရာထိုင်ခင်းတွေလည်းပြုပြင်ပြင်ဆင်ရတတ်သည်အကျိုးပေးသောအရာရွှေဝါရောင်အစိမ်းရောင်အကျိုးပေးသောကနန်း၄၆ အချစ်ရေးချစ်သူစီမှအကူအညီကောင်းအခွင့်အရေးကောင်းများရရှိမီအိမ်ဆောင်ရေးအစအစအရာရာအဆင်ပြေနေပါလိမ့်မည်ကျမ်းမာရေးမျက်စိဒုက္ခပေးတတ်သည်ယကြာဒိန်ချင်းမိမိအိမ်ဖျားမှာကတ်လှူပါစနေသားသမီးများအတွက်2025ခုနှစ်မတ်လ10ရက်နေ့မှ16ရက်နေ့အထိတပတ်စာဟောစတန်းဒီရက်တွေအတွင်းအိမ်တွင်းရေးမိသားစုအရေးနဲ့ပတ်သက်ပြီး အနေငယ်ဆိတ်ရှုပ်ရတတ်သည့်မြေကိစ္စအငွေကိစ္စတင်နန်းကိစ္စတွေအတွက်အခက်အခဲအထစ်အငေါ်ဖြစ်ပြီးမှ အောင်မြင်မီရဝေးမှရှိသောဆရာသမားအကြီးအကဲများထံမှအကူအညီထောက်ပံ့ရတတ်သည့်သမှုလမှုနဲ့ပတ်သက်သောလုပ်ငန်းများအောင်မြင်တိုးတက်မီ အလုံးမှာနေရာကောင်းရခြင်းအလုပ်တိုးချဲ့ရခြင်းများကြုံရတတ်သည့်ရဝေးမှရှိသောဆွေမျိုးသားချင်းများအတွက်တောကကြုံရတတ်သည့်အဖိုးတန်ရွှေတဲ့ပစ္စည်းရတနာပစ္စည်းတွေပျောက်တက်ထွက်တတ်သည့်ငွေထွက်များခြင်း လူလိန်ခံရခြင်းကျွေးတင်ခြင်းများဖြစ်တတ်သည်။အိုးအိမ်နေရာအတွက်ကောင်းသောပြင်ဆင်ပြောင်းရွှေ့ရခြင်းများနှင့်တွေ့ကြုံရတတ်သည်။အကျိုးပေးသောအရာရွှေဝါရောင်ခရမ်းရောင်ရောင်အကျိုးပေးသောကနန်းနှစ်တဲ့အချစ်ရေးစိတ်ချမ်းသာစရာအပြောင်းလဲများနှင့်ကြုံရမည်အိမ်တော်ရေးစိတ်ကတိက အောက်ဖြစ်စရာများနှင့်ကြုံရတတ်သည်ကျမ်းမာရေးခါအောက်ပိုင်းဒုက္ခပေးတတ်သည်ယဒါလက်ဖက်တော့မိမိအိမ်ဖျားမှာကတ်လူပါ